ဘာ UK Matchday ရဲ့ Facebook နဲ့ YouTube channel ကနေကြိုဆိုပါရစေ။ Champion ပြည်သက်တဲ့အားလုံးမင်္ဂလာပါ။ဒါအခု FIFA ရဲ့ Club World Cup ပြိုင်ပွဲပေါ့လေ။ဒါကျွန်တော်တို့ Club World Cup ပြိုင်ပွဲစတာအခုတိတ်တောင်မကြသေးဘူး။ဒါဇက်တိုက်စနေရင်းနဲ့မှာအခု Club World Cup ပြိုင်ပွဲရဲ့အုပ်စုပွဲစဉ်တွေရဲ့ပွဲစဉ်တွေအုပ်စု APB, အုပ်စု BBB, အုပ်စု CBWB, အုပ်စု DBB, အုပ်စု EB သွားပြီးတော့အုပ်စု F ပွဲလည်းပြီးပြီဆိုတော့ကျွန်တော်တို့အုပ်စု G နဲ့ H နဲ့ နှောင်းစုပဲကြံ့နေ Real Madrid တို့အုပ်စုနဲ့ Manchester City အုပ်စုပဲကြံ့နေဒါပေမဲ့အခု so far ရကျွန်တော်ဘာတော့တွေ့ရလဲဆိုတော့ဥရောပကလပ်တွေကတော့ရှုံးပွဲမရှိကစားထားတဲ့အချိန်မှာတောင်အမေရိကကလပ်အသင်းတွေဟာတကယ်ကိုခြေစွမ်းပြနေတဲ့အသင်းတွေဖြစ်တွေ့ရတယ်ပြောချင်တာကတောင်အမေရိကတိုက်ကအာဂျင်တီးနားပဲဖြစ်ဖြစ် Brazil ပဲဖြစ်ဖြစ်ဒီကလပ်တွေဟာဥရောပကလပ်တွေရဲ့အဓိက challenger ဖြစ်ရှိမဲ့အသင်း ဥရောပကလပ်အသင်းတွေနဲ့အတူကောင်းကောင်း match ဖြစ်အောင်ကစားနိုင်တဲ့အရေးသွေးရှိတဲ့အသင်းတွေလို့ပြောရမှာပဲဖြစ်တယ်။မနေ့ကမနေ့ပိုင်းတုန်းကဥရောပ Champions League Final ကိုနှစ်နှစ်ဆက်တိုက်ထားတဲ့ Borussia Dortmund နဲ့ Inter Milan အသင်းနှစ်သင်းကို တောင်အမေရိကကလပ်အသင်းနှစ်သင်းကတေကစားသွားတယ်။တသိန်းက Brazil Club Fluminense ပါ Thiago Silva ဥဆောင်နေအဲ့ Brazil Club အသင်းကအခုလက်ရှိမှာ Auto Defense မှာအကောင်းဆုံးကစားနိုင်ခဲ့ပြီးတော့ တော့မှန်အသင်းကိုတင်ရင်ကစားခဲ့တယ်တခါအင်တာမီလန်အသင်းကတော့ဒါသူကတော့မြောက်အမေရိကကလပ်ပေါ့လေမွန်တရေးနဲ့ကစားတာသူကတစ်ဖက်တစ်ခုစီတည်ကြတယ်ဒါပေမဲ့ပြောချင်တဲ့အချက်ကဘာလဲဆိုတော့ quality အသင်းတော်တော်များများကိုဥရောပအသင်းတွေကိုတောင်အမေရိကကလပ်တွေကတော်တော်လေးခြေတူကန်နိုင်တဲ့အချက်ပဲ ဆိုဘရာဇီးကလပ်ထဲမှာဖလာမင်ဂိုနိုင်ထားတယ်ဘိုတာဖိုဂိုနိုင်တယ်ကျွန်တော်တို့အခုပြာဥရောပပုတ်တဲ့ပွဲစဉ်တွေကြည့်လိုက်ပါမီယက်စ်ကသူတို့ရဲ့ပွဲစဉ်မှာပိုတိုဂိုတီကြတယ်ဘိုတာဖိုဂိုကမေဂျာလိကလပ်ဖြစ်တဲ့ဆီယာတယ်ဆောင်ဒါစ်ကိုသူတို့နိုင်တယ်အဲဘိုတာဖိုဂိုဆိုရင်ပြီးခဲ့တဲ့ရာသီရဲ့ကိုပါလီပါတီတိုချန်ပီယံဖြစ်တယ်ပြီးတော့မှ ဘိုင်မြူနီအိုဆူမှာဘူကာဂျူနီယာကနှစ်ဂိုးပြတ်နဲ့ဘန်ဖီကာကိုနိုင်ပြီးမှနောက်ကဂိုးတွေပြန်ပေးပြီးတော့သေကြပြီးတူးတူးဖြစ်သွားတယ်။ဟိုဘက်ကအန်ဂယ်ဒီမာရီယာနဲ့နီကလပ်စ်အော်တာမန်ဒီတို့နောက်ကျဂိုးတွေတွင်းသွားတယ်။ပြီးတော့ဖလမင်ဂိုကချယ်ဆီအိုဆူမှာ နှစ်ကိုးပြတ်နဲ့နိုင်တယ်ဖလာမင်ဂိုကလည်းအာဖရိကအသင်းကိုနိုင်သွားတော့တယောဆုကချယ်ဆီနဲ့သူကပဲအုပ်စုပထမ12လူရမယ်ပွဲစဉ်တက်မှာဖလာမင်ဂိုနဲ့ချယ်ဆီကဖီလီတေဗီယာမှာတွေ့ဖို့ရှိပြီးတော့အုပ်စုအီမှာရီပါဘလစ်ကအရှချန်ပီယံပေါ်လေတနစ်ကချန်ပီယံဥရာဝရာရက်ဒိုင်မွန်ကို3ခုတကူနဲ့နိုင်တယ်ဆိုတော့ရီပါဘလစ်ကလည်းသူ့အခွဲမှာသူအေးအေးဆေးဆေးနဲ့ခြေစွမ်းပြပြီးတော့အကောင်းဆုံးပုံစံနဲ့နိုင်ပြီးတော့မှာ ဖလူမီနစ်ကကျွန်တော်ခုနပြောသူဘရီရှစ်ဒေါ်မန်ကိုတည်ကြတယ်ကိုမရှိတည်ကစားခဲ့ပြီးတော့မှအခုတောင်အမေရိကကလပ်တွေကပွဲစဉ်တစ်အပြီးပေါ့လေသူတို့ရှုံးပွဲလုံးဝမရှိဘဲနဲ့အကောင်းဆုံးကစားသွားတယ်ဆိုတော့ကျွန်တော်တို့မန်ချက်စတာစီးတီးအုပ်စုမှာတောင်အမေရိကကလပ်တွေမပါဘူးပြီးတော့မှတစ်ဖက်ကရယ်မက်ဒရစ်ဂရုမှာတောင်အမေရိကကလပ်တွေမပါဘူးဆိုတော့ဒီတောင်အမေရိကကဒီပြိုင်ပွဲမှာပါဝင်ခွင့်ရတဲ့အသင်းတွေပေါ့လေ တောင်အမေရိကတိုက်ကပေါင်ခွင့်ရတဲ့အသင်းတွေကပါမီယက်စ်ကေဖလမင်ဂိုရဲ့ဖလူမီနစ်ကေဘူတာဖိုကိုရဲ့ Republic နဲ့တစ်ဖက်ကဘူဂီချူနီယာဆိုတော့ Argentina ကငါသိဘရာဇီးလ်က၄သိန်းနဲ့ဒီ၆သိန်းဆိုကျွန်တော်ပြောချင်တာလူတော်များများကဟာတောင်အမေရိကဆောင်က၁သိန်းပဲရှိပြီးတော့ကမ္ဘာဗလားပြိုင်ပွဲကို၆သိန်းခြေစပွဲအောင်ဝင်ပေးပြီး Playoff တနေရာပေးတယ်လို့ပြောကြတယ်။အရင်တုန်းကလည်းကမ္ဘာဗလား၄၈သိန်းမရှိခင်၃၂သိန်းတုန်းကလည်းတောင်အမေရိကကို၄နေရာခွဲထိပေးတယ် အဲ့လိုပြီးတဲ့အခါမှာတောင်အမေရိကအသင်းက10နေရာမှာ4နေရာခွဲကများလုံးနေဆိုပေတကယ်တမ်းကျတော့တောင်အမေရိကကကမ္ဘာဖလားမှာအထိုင်းချန်ပီယံဖြစ်တာဘရာဇီးလ်က9ချိန်အာဂျင်တီးနားက3ချိန်ယူရိုကွေးက2ချိန်နဲ့10ချိန်လောက်ချန်ပီယံဖြစ်ဒီနိုင်ငံတိုက်သေးသေးလေးက10နိုင်ငံပဲရှိတဲ့တိုက်သေးလေးကကမ္ဘာဖလားကို10ချိန်ချန်ပီယံဖြစ်တာတယ် ်ဥရောပမှာအသင်း90ကျော်ရှိတယ်ကျွန်တော်ပြောချင်တဲ့ချက်တောင်အမေရိကဘောလုံးအစင်တန်းဟာဘယ်တော့မှ short တော့လို့မရတဲ့အစင်တန်းကျွန်တော်အရင်တုန်းက FIFA Club World Cup ပြိုင်ပွဲမှာ majority ကတော့ဒါကျွန်တော်တို့အားလုံးသိထားတဲ့ Club World Cup history မှာဥရောပ champion ကြီးရတဲ့အသင်းတွေပဲပိုဆွဲသွားတာကြီးပဲ ဒါပေမဲ့ history ကိုကြည့်ရင်တောင်အမေရိကအသင်းတွေက upset လုပ်နိုင်တဲ့အရင်သွေးမျိုးတို့မှရှိတယ် upset လုပ်နိုင်တဲ့ quality မျိုးတို့ရှိမှရှိတယ်ဒါကတောင်အမေရိကအသင်းတွေအများတန်းလုံးပြတယ်မို့လေသမိုင်းတခြားမှာတောင်အမေရိကတိုက်တဲ့ကနေ Fluminense တို့ Bamies တို့ Flamengo တို့ Grêmio တို့ Republic တို့ San Lorenzo တို့ Estudiantes တို့ Boca Juniors တို့ဒီလိုအသင်းတွေ ချန်ပီယံဖြစ်တဲ့ဘရာဇီးလ်ကဆော်ပိုလိုအင်တာနာရှင်နယ်ဒီအသင်းတွေကလည်းချန်ပီယံဖြစ်တယ်ပြောရင်လည်းတပည့်ကခရစ်တီးယန်ဆိုနှစ်ကြိမ်လောက်ချန်ပီယံဖြစ်အသင်းတိုင်းက quality အသင်းတွေကြီးပဲတောင်ပေးကလုံးဝ short တော့မရဘူးခုနကျွန်တော်ပြောတဲ့အချို့အသင်းတွေက club world cup မှာဒုတိယရတယ်ဒါပေမဲ့ခရစ်တီးယန်ဆိုနှစ်ကြိမ်ချန်ပီယံဖြစ်တယ်ဆော်ပိုလိုကတစ်ကြိမ်အင်တာနာရှင်နယ်ကတစ်ကြိမ် champion ဖြစ်ပြီးတော့အမှန်တမ်းပြောရင်ဒါ Brazil သုံးသင်းက FIFA Club World Cup မှာ Real Madrid တို့ Chelsea တို့ Man United တို့ Bayern တို့ Inter Milan AC Milan Manchester City ဒီသင်းတွေကိုထိုးတူတူလုပ်ပြီးတော့ပူဆွဲထားတာအဲ့တော့တောင်အမေရိကဘောလုံးပွဲမညံ့ဘူးဗျကျွန်တော်ထင်တော့တောင်အမေရိကက Okay သူတို့ထက် level အရမ်းမြင့်ပါဗျာကျွန်တော်ဥပမာပြော Manchester City ရှိမယ် Paris Saint-Germain ရှိမယ်ပြီးတော့မှ maybe Bayern Munich ရှိတယ်ဒါတော့ပဲ ကျွန်တော်ထင်တော့ Chelsea တောင်မှပြောရနည်းနည်းခတ်သေးတယ်ဟိုတနေ့ကကစားတာက Major League Club LAFC ကိုသူတို့အသေးအတန်ကန်လိုက်ရတော့တောင်အမေရိကနဲ့ဆိုသူတို့နည်းနည်း competitive ဖြစ်လိမ့်မယ် maybe Chelsea ကတော့တာတော့တာမှာပေါ့လေသူတို့ကတော့ quality အသင်းဒါပေမဲ့ Chelsea အသင်းကတောင်အမေရိကကိုအရင်မဖြတ်ထားနိုင်သေးဘူးအမှန်တမ်းပြောတာ Inter Milan ဆိုလည်းမဖြတ်ထားနိုင်ဘူး Monterrey တောင်သူတို့အသေးလေးကန်ရတာ အပေါ်တူတို့ဘန်ဖီကာတို့ဆိုအကျိတ်နေကနေရပြီအဲ့ဒါကိုကြည့်ချင်းအဖြစ်ခုနကကမန်ချက်စတာစီးတီးကြတော့ဂွာဒီယိုလာဖြစ်တယ်နောက်တစ်ခုကသူတို့မှာတကယ်တောင်းတဲ့ squad ရယ်မက်ဒရစ်ကတော့ရယ်မက်ဒရစ်ပါရစ်စင်ဂျာမင်က next level ရောက်နေပြီဒီလိုအသင်းတွေဘိုင်မြူနစ်ဒီလိုအသင်းတွေကလွဲရှင်ကျွန်တဲ့အသင်းတွေကမလွယ်ဘူးကျွန်တော်ထင်တော့တောင်အမေရိကတိုက်ဟာဒီနေ့ club world cup မှာလုံးဝ surprise ပါလို့ဆိုသူတို့အုပ်စုဒုတိယရလို့မြောက် အုပ်စုဒုတိယရတာနဲ့အချင်းချင်းပြန်တွေးကြမှာကျွန်တော်တို့အုပ်စုများကျွန်တော်တို့ပြန်ကြည့်တဲ့အခါမှာအုပ်စု A မှာပါမီယက်ကအုပ်စုပထမဖြစ်မှရမှာသူတို့ဒုတိယဖြစ်တာနဲ့ဟိုဘက်ကဖာရစ်စင်ဂျာမင်နဲ့တွေးမှာတကယ်လို့ပါမီယက်ဒုတိယဖြစ်ရင်လည်း PSG တို့ခတ်တယ်ဒါပေမဲ့ PSG ကတော့နိုင်ပါတယ်ဟိုဘက်အတလတီကိုမတ်တွေးပဲတတ်မှာပေါ့လေဗိုဒါဖိုကိုနဲ့အတလတီကိုမတ်တွေးထိုးတူတူကားမယ်ပိုင်ကအုပ်စုဒုတိယဖြစ်ရင် Flamingo Chelsea တင်းတင်းနဲ့ဟိုဘက်ကဒုတိယရတင်းတင်းနဲ့ဆိုတော့ Chelsea နဲ့အုပ်စုဒုတိယရလို့မရဘူး။ Bayern Munich နဲ့တန်းတွေ့မှာ Flamingo ရှိတယ် ရီပါဘလစ်ကသူ့အစုမှာပထမရခဲ့ရင်ဘရူရှီယာဒေါ်မန်ဖလူမီနီစ်မန်ချက်စတာဆိုဆိုတော့ဘယ်လိုဖြစ်လဲဆိုတော့တောင်အမေရိကတိုက်ကအခုလောလောဆယ်ဆိုဖာယာဆိုရင်တော့ FIFA Club World Cup မှာလုံးဝကိုခြေစွမ်းပြထားတယ်ဆိုတော့တောင်အမေရိကအသင်းတွေကပါမီယက်စ်ကပိုတိုဂူတီကြတယ်ဘူတာဖူကိုကစီယက်တယ်ဆောင်းတာကိုနိုင်ထားတယ်ပြီးတော့မှဘူဂီဂျူနီယာကဘန်ဖီယာကိုတည်ချပြီးတော့ဖလမင်ဂိုးစ်ကတူနီရှားကလပ်အသင်းကိုနိုင်ထားပြီးတော့ရီပပ်ဘလစ်ကတော့အခုလက်ရှိမှာ ဥရာဝဒရက်တိုင်းဥငုံနိုင်တဲ့ဖလူမီနစ်နဲ့ဘရီရှာတော့မှန်တေးကြတယ်ဆိုတော့ဒီတောင်အမေရိကကလပ်တွေကဥရောပထိပ်သီးကလပ်တွေနဲ့အတူကလပ်ဝေါ်ကပ်မှာဘလောက်ထိ channel လောက်နိုင်မလဲသူတို့ all the way တက်နိုင်ပြီးတော့ဘူမဆွဲရင်တော့မှစင်ပြီးလောက်ထိကောင်းကောင်းတက်နိုင်မယ်လို့ထင်လားဘလို့တင်ကြလဲကိုမမဝင်ရောက်မချက်ပြချပါအလုံးချေးတမလေး